းကိုနိုင်ချက်ပြီးတော့ဖြေကြည့်လိုက်ဖြေဟမ်ခမားနဲ့မေးဖို့မသိဘူးခမားကတော့မေးဖို့ထုတ်ပေးမယ်ပညာရေးဝန်ကြီးကိုနိုင်ဖြေရိုက်မလားဒီတလောက်ပဲခုဒီနေ့မနေ့24 23 4ခန်းနဲ့24ရောက်ပြီဟမ်ဆက်ကြောနေ့ဒီရမှာ၄လပိုင်း၁၆လပိုင်း၅လပိုင်း၁၆လပိုင်း၅လပိုင်း၃လပိုင်းအဲ့ဒီမှာအခုက၄လပိုင်းအခု24ရရှိပြီ င်းဆက်တဲ့ထောလာမင်းဆက်လေးတလာဝဲတော်ပဲချိန်ရှိတယ်။ပြည်နာရေးဝန်ကြီးခမားကိုတိုင်ထုတ်တဲ့မေးခွန်းခမားဖြေနိုင်လား။ကျွန်တော်မေးကြည့်မယ်။ဒီကလေး6000ကျော်အတွက်ဒီကလေး6000ကျော်ဆိုတာအိမ်ထဲမှာနေပြီးစားကြပြီးတော့မှဖြေရတဲ့ကလေးမဟုတ်ဘူးဗျ။ခမားတို့ငလီလှုပ်သွားလို့စကိုင်းတိုင်းမန္တလေးတိုင်းနေပြီးတော့ဥမာတခုဒီပဝင်းကြီးတော့လှုပ်သွားတဲ့ဖြေတဲ့ဒီမန္တလေးတိုင်းစားစစ်စားနေမှာရှိတက္ကသိုလ်ထဲမှာရှိရအောင်။နော် ဘေးရနေဟိုခဏကလာခွေတော့နလာတော့နဲ့စာကြပြီးပြန်ဖြေခိုင်းမယ်ဆိုတာဘလို့သဘောမျိုးနဲ့ကျွန်တော်ဆုံးခဲ့တာလေလို့ကျွန်တော်တခြားတော့ပြောကြည့်တမ်းပါခဏကိုယ်တိုင်အဲ့ကလာခွေနဲ့ချက်ပြီးတော့အဲ့ဒီမေးခွန်းကိုဖြေနိုင်တာ ်ပေးရမှာကျွန်တော်တို့မပြောလို့ဘူးပေးလိုက်နော်အဲ့ဒီမှာမှာသူရဲ့ Excellent Drive သူရဲ့ဒီ Six ဆရာဝင်နေဆရာမရကုန်တည်နော်အော်ပေးလိုက်ပြီပြခင်ဗျားတို့တတ်မှတ်လိုက်တော့ကုန်တူးလည်းမပေးနဲ့နော်ကြားလည်းမကြားလည်းတော့ဒါတဘာဘာဘေးကြောင့်ဖြစ်တဲ့ကိစ္စကုန်တူးလည်းမပေးနဲ့အကြလည်းမပေးနဲ့ပြန်လည်းမပြေခိုင်းနဲ့အားလုံးအောင်အောင်ပေးလိုက်ပေးပြီးစေ စေးလိုက်မိတဲ့ကလေးတွေလာလျှောက်ဆိုပြီးလျှောက်ခိုင်းလိုက်နော်ဒီရက်စစ်စစ်တဲ့ကတော်မှာလဲ तू ကဘိုလ်လုံးပြေမယ်ဆိုရင် तू သွားပြေလိုက်မယ်နော် तू ရဲ့ तू ရဲ့အရေးချင်းတဲ့အောင်မှာစစ်ပြီးတော့ပြေလိုက်မယ် ဝီစာဖြစ်နေပြီ။လောင်မေးကိုထွက်လာတဲ့အခါစာချက်ချိန်ခင်ဗျားတို့တလားနလားနဲ့ဟမ်စဉ်းစားကြည့်ဦးလေ။ကြောင်းတက်ရတာဘယ်နှလားလဲ။၆လပိုင်းတော့ဖွင့်တယ်။နောက်၆လပိုင်းတရားတွေကကြောင်းဖွင့်တယ်လေ။၆လ9လ7လ9လ10လ11လ12လ1လ2လ3လတော့မှဖြေရတယ်။နော်9လတော့ချက်ထားရဲ့စာအောင်နလားလေးနဲ့ဖြေရဘလို့ဖြေပါလဲ။ဘလို့ပုံစံနဲ့အဲ့ဆုံးဖြတ်ချက်ကိုဖြတ်တာလဲ။ ကျွန်တော်ကတပီးစေရမရှိဘူးတော့ကျွန်တော်ကအခုဒီမှာခေါ်ပြလို့ရတယ်ခုနှစ်တန်းပဲရှိသေးတယ်ကျွန်တော်တပီးတန်းဒီလေးစားမတန်းတက်မှာကျွန်တော်ရဲ့ကိုရေးကိုတာကိစ္စမဟုတ်ဘူးနိုင်ငံရဲ့လူမျိုးအတွက်တိုင်းပြည်မှာရှိတဲ့ဒီပညာရေးကိုပြပြရမယ်ចောင်းသူចောင်းသား6000ကျော်နဲ့သူ့ရဲ့မိဘတွေနဲ့ခင်ဗျားတို့အောက်မှာအခုပွက်လို့ရိုက်နေပြီပြောနေတယ်ခင်ဗျားတို့ကပြောရမယ်စောက်ကူမဆိုင်ဘူးဖြေး စောက်ကူပစာကူဖြေဆိုရင်ကျွန်တော်ကလည်းပြန်ပြီးတော့ပြောပေးခြင်းတယ်လားနော်ဖြေဖို့ပစံရှိတဲ့လူတွေနော်အဆောင်နေနိုင်တဲ့လူတွေဒုက္ခမရောက်ဘူးလေဒီငလင်းဘေးတဲ့တင်းထဲမှာမပါတဲ့လူတွေကဘယ်လိုဘေးတဲ့တင်းထဲမှာပါတဲ့လူတွေကလေးတွေကြောပွဲအခြေခံလူတဲ့သားတွေအဲ့လူတွေကဘလို့ရှိမှာလဲ တို့ပြောတဲ့ကြောင်းမတက်နဲ့ကြောင်းထွက်ဆိုပြီးတော့ပြောခဲ့တာဒီကလေးတွေကကြောင်းတက်ခဲ့တာလေလက်သကဝန်ကြီးချုပ်ရဲ့လက်အောက်ဆိုရလက်အောက်မှာတတိရှိရှိနဲ့ရဲရဲရင်းရင်းနဲ့ပြည်သာတက်ချင်လို့ကြောင်းတက်ခဲ့တဲ့ကလေးတွေလေအဲ့ဒီကလေးတွေကိုပြန်ပြေခိုင်းမယ်ဆိုတော့ဘလို့ဖြစ်မှာတော့ခလာတို့ပြောခဲ့တဲ့ကြောင်းမတက်နဲ့ကြောင်းထွက်ဆိုတဲ့လူတွေအခုတကွန်းတက်ပြောရင်လားဘလို့မှမပြောဘူးဒီကိစ္စကိုမှိနေတယ်တကယ်တမ်းမျိုးချင်းလို့နိုင်ငံချင်းလို့ ဒီအစိုးရကိုအားကိုးလို့ဒီအစိုးရရဲ့လက်အောက်မှာတာဝန်ထမ်းတော်ပဲကျောင်းဆရာမတွေပညာရေးမှုတွေရဲ့လက်အောက်မှာကလေးတွေကတတိရှိရှိနဲ့ရေရေဝင်းဝင်းနဲ့ကျောင်းတက်ခဲ့တဲ့ကလေးတွေလေဗျာကျောင်းတက်ပြီးတော့မှအစိုးရရဲ့တင်ယိုးညွန်းနဲ့ဆောင်းဝဲပြေခဲ့တဲ့ကလေးတွေငလီလောက်လို့သူ့ဘာသူဖြစ်တာဗျာငလီလောက်တာသဘောပေးကြောင်လောက်တာကိုပြန်ပြေဆိုတော့ လူဆိုတာကတောက်ချင်တဲ့မိရဆိုးနဲ့ရေးရဲပဲအကုန်အောင်ပေးလိုက်ဒါတဘာဝပေးပေးလိုက်အဲ့ဒီမှာကျွန်တော်သားသမီးတွေတယောက်မှမပါဘူးနော်အဲ့ဒါတော့ခင်ဗျားတို့အစည်းအဝေးဆယ်တန်းအောင်ပြီးတော့မှဒီစေတောင်းတွေဒီရစေတက်တာတွေနော်ဒီရစံမေတက်တာတွေအင်ဂျင်နီယာတွေအဲ့အရာကိုပြန်ပြရတာမဟုတ်လား ်တကယ်တော့ရှောင်းမယ်လူပါသူရှောင်းလေရိုးရိုးပထဝီတို့သမိုင်းတို့ဘာတို့ရမှာပေါ့ဟုတ်တယ်မလားရမှာပေါ့သူကသူရှောင်းချင်းရောမရှောင်းချင်းလေအဲ့သူကြရင်မလည်းအဲ့မှာကြရနေမှာပဲအဲ့မှာဘွဲရတဲ့နေရာမှာခမတော်ကကိုပညာရေးကိုကိုမယုံဘူးလားဟုတ်လားသူကသူတက်လာမှာလေတက်ကတော့ဘာလဲပြန်ပြေးအောင်မှာပဲအကျမပထဝီကျမအသိပံဘာဖြစ်လဲညာဖြစ်လဲကြောက်လာမှာ လူအပ်တဲ့နိုင်ငံလုံးတိုင်းတာမဟုတ်ဘူးဗျခင်ဗျားတို့ပြန်ပြေခိုင်းတဲ့6000ကျော်ကငလင်ဘေးနဲ့တင့်သွားတဲ့ရက်ဝင်းကကျောင်းသူကျောင်းသားတွေဖြစ်နေတယ်အုံတော်လေးတွေတွေးဦးတွေးဦးနော်နိုင်ငံတော်ရဲ့ပညာရေးဝန်ကြီးဝန်ကြီးပေါ့နော်ဝန်ကြီးတွေခင်ဗျားတို့ပေါ့နော်ကျွန်တော်ဒီပညာရေးဝန်ကြီးကိုပြောချင်တာခင်ဗျားတို့ဆိုတာခင်ဗျားတို့ကစီမံကွက်မှုကတော့ဘယ်တိရလားဗျာ မေးကြည့်တာပါနော်ဒီကလေးရောက်6000ကျော်ကိုပြန်ပြေးမယ်ဆိုတော့ဘယ်လိုမေးခွန်းမျိုးနဲ့ပြန်ပြေးမှာလဲအခုဒီနေ့ဒီမှာနော်23ရက်ဧပြီလ၄လပိုင်း23ရက်ဧပြီလထွက်လာတာဟိုဘက်နေ့ရဒီတိုင်ဒီပဲထွက်လာတယ်အဲ့ဒီ၂လအတွင်းလောက်တလောက်ဝဲတော့၂လအတွင်းလောက်မှာခင်ဗျားတို့သားသမီးတွေရော ုံမျိုးနဲ့ဒီကလေးတွေကိုစာမေးပွဲပြန်ဖြေခိုင်းပါလေမေးကြည့်လားဟုတ်ပြီအဲ့ဒီခမားတို့ဖြေခိုင်းတဲ့ကလေးတွေထဲမှာမဲဆက်ခမားတို့ကဖြစ်သွားတာနော်ဖြစ်သွားတာဇကိုင်းမန္တလေးနေပြီးတော့အဲ့လိုပဲရှိသေးတယ်အဲ့ဒီကလေးတွေဟာအဂရိအကောင်တရားနဲ့ပဲရှိနေသေးတာလားဟမ်သူတို့ရဲ့မိသားစုတွေ လင်ဘေးထဲမှာပါမသွားဘူးလားကဲတည်တဲ့လူကတည်သွားပြီထားအောင်အဲ့ငလင်ပြန်လှုပ်လို့ခံစားနေရတဲ့တောကမီးတွေလောင်ပြိုင်နေတဲ့ကလေးတွေကဒီစားမွေးကိုပြန်ပြေးမယ်ဆိုတော့ခမဆဲပါတာဂုံသူထွက်တဲ့ကလေးတော်မှဟမ်ပြန်မပြေတော့ဘူးအပြေးကျင်တော့ဘူးတဲ့အခုပြည်သူတွေပြောနေပြီးအောင်ပါဟမ်အပြေးကျင်တော့ဘူးတဲ့သူတို့ကလည်းဒေါကရဲ့ဒုက္ခတွေလေ ခံစားရတယ်လေခင်ဗျားတို့ဘလို့အတိဉာဏ်ပညာနဲ့ဒီလိုမျိုးပြန်ပြေဖို့ကိုဆုံးဖြတ်လိုက်တာလေခင်ဗျားတို့မှာအိုက်တဲ့ကောင်းတဲ့အစီအစဉ်တွေမရှိတော့ဘူးလားဘလို့ဘလို့စိတ်မျိုးနဲ့စာတော်ချက်ပါလေအဲ့ကျွန်တော်ပြောရင်တော့အဲ့ဒီ၆တောင်းကျော်ကလေးတွေရဟမ်အဲ့ဒီစာရေးချက်ဖို့စာအုပ်တွေဘောပင်တွေခဲတယ်ဘယ်မှာလဲ တက္ကသိုလ်ပါဝင်ဦးစီးချုပ်ကြီးနိုင်ငံတော်ဝန်ကြီးချုပ်ကြီးနဲ့တရားရေးဝန်ကြီးဝန်ကြီးတို့ခင်ဗျားတို့တိတိနေချင်တယ်ဗျာနော်နိုင်ငံတော်ဝန်ကြီးချုပ်ကဒါတိလားမတိလားမသိဘူးဘာသာကြိုကြီးဦးမင်းအောင်လည်းတိပါသလားခင်ဗျာဒီကိစ္စကိုဒီပညာရေးဝန်ကြီးကဘလို့ဆွေရံတော်ဆူရောက်ပြီးတော့မှဒီမလီလောက်ကဒေသတွေကိုစာမွေးပြန်ပြေရမယ်ဆိုပြီးတော့ဘလို့ပုံတော်မျိုးနဲ့ပြောလိုက်တာလေအခုလူတွေကဆဲကုန်ပြီ နော်အဲ့ပညာရေးဝန်ကြီးရတယ်ဘာလဲဘလူလဲဆိုလည်းမသိဘူးအခုဆဲကလာဘာသာချုပ်ကြီးကိုပဲဆဲတာဟောခရီးပြန်ပြေခိုင်းခရီးမသိဘူးလေပြည်သူလူထုကလည်းမသိဘူးလေဟောအစိုးရကိုဆဲတာဗောလုံးပေါက်လုံးပေါက်ကဘလို့ပြန်ပြေမှာလို့ဘလို့စိတ်မိုးနဲ့ဒီတလားနဲ့အတွင်းကိုစာချက်ပြီးဖြေရမှာလေဘလို့မေးခွန်းနဲ့ဖြေခိုင်းမှာလေ အဲ့စာချက်ဘောဘယ်လိုစာအုပ်တွေထုတ်ပါလဲဟမ်ခင်ဗျားတို့အောက်ချေဒီကလေးတွေရဲ့ဘဝကိုခင်ဗျားတို့ဘာတောင်းမယူဖို့ရှိလဲဘာတောင်းမယ်ခံမှုရှိလဲဟမ်ခင်ဗျားတို့ဒီကလေးတွေနေခိုင်ရတော့မှငလေလုံးလို့အဆင်မပြေတော့ဘူးခင်ဗျားတို့ကဆောင်းဘွယ်ပြန်ပြေးခိုင်းမယ်ဆိုတော့ဘယ်လိုသဘောနဲ့ခင်ဗျားတို့ပြောလိုက်တာလဲခင်ဗျားတို့ကငါလက်ကလွတ်ပြုတ်ပြီးရောခင်ဗျားတို့ကအုံနာမရှိဘူးလားဘာပညာရေးဝင်ကြီးလုပ်နေပြီးတော့မှ ဟုတ်ပါအင်ဂျင်နီယာဖြေခန်းလိုက်ဟုတ်လားကံလို့စစ်တက္ကသိုလ်တက်မဲ့စစ်စေးတို့ဤပညာတက္ကသိုလ်တို့ဖြေခန်းတွေအဲ့လိုဖြေလို့မရဘူးလားအဒီကလေးရဲ့အချိန်အခုခမားတို့ချောင်းလိုက်ပိုင်းခမားတို့ကတော့ခမားတို့ကိုလိုယုံတာပေါ့ကလေးတွေကိုဟမ်ကလေးတွေပြန်ဖြေဆိုပြီးတော့မှကလေးတွေဘယ်တော့ပြန်မနေပါလေသူတို့ဖြေခဲ့ပြီးပြီလေခေတ္တကမားသဘာဝတရားကြီးကဦးမရောက်လိုက်လောက်ခိုင်းရလဲမဟုတ်ဘူးဘုရားကောရမန်သက်စွာပြန်လောက်ခိုင်းရလဲမဟုတ်ဘူး ူအဲ့လိုကဘာဝတရားဖြစ်တော်ဒီကလေးကိုစိတ်ကြံတဲ့ကြက်ကဘာဝဆက်ပေးနေတာဟဲ့အဲ့ဒီကမှတော့ထောက်ပေါင်းတော်တယ်ဗျငရေလုံးတဲ့လူမပါဘူးလားအလီလုံးသွားတဲ့ကလေးတွေမပါဘူးလားအဲ့ကလေးတွေကဘလို့ပုံစံနဲ့ကဘာဝဆောင်ဖို့ပဲတာဖြစ်ရပါလေခမားတို့အုံနောက်ထဲမှာချီးပဲကြီးတယ်ဖန်ခိုင်းလိုက်အမှန်တရားကိုပြောတာခင်ဗျားတို့ဘယ်လိုအောင်တော့လဲ ဲ့ဒါဆိုခမကျုံတခုပြောပြမယ်ပညာရေးဝန်ကြီးကိုပြောမယ်ခမအရင်မေးဖို့ထုတ်တယ်အဲ့နှစ်လအတွင်းကိုခမကိုယ်တိုင်ချက်ပြီးတော့ဖြေကြည့်လိုက်